ခိုင်မြမနယ်စပ်ကိုတော်ကြီးလမ်းမရှိတဲ့တနေတိုင်မျိုးနယ်တိတ်ခုံးရွာကိုစဲနာရှိတက်ကအင်အားဖြင့်တင်ပြီးစစ်ကြောင်းထိုးလာလို့၅ရက်ဆက်တိုက်တိုက်ပွဲဖြစ်ခဲ့ပါတယ်။တိတ်ခုံးရွာဝကျင်ကိုစဲနာရှိတက်ကအင်အား900နီးပါးနဲ့စစ်ကြောင်း၄ကြောင်းခွဲပြီးစစ်ကြောင်းထိုးလာတဲ့အတွက်တွန်လိုက်တက်တွင်နဲ့အော်တိုဘားလ14ရက်ကနေ17ရက်ထိတိုက်ပွဲပြင်းထန်ခဲ့တာပါ။ စက်နိုင်ရှိတက်ရဲ့အမှတ်၄၃၁ချီမြန်တက်ရဲ့အမှတ်၂၈၃ချီလီယတက်ရဲ့အမှတ်၁၃၃ချီလီယတက်ရဲ့အမှတ်၂၆ခေါ်ချီလီယတက်ရဲ့အမှတ်၂၆၅ချီလီယတက်ရဲ့နဲ့အမှတ်၁၃၁ချီလီယတက်ရဲ့တို့ပူးပေါင်းပြီးထိုးစစ်ဆင်နေတာဖြစ်တယ်လို့တော်လိုက်တက်ဖို့ဝင်တွေကဆိုပါတယ်ဆန္ဒရှိတပ်သားတွေနဲ့တော်လိုင်းတပ်ဖွဲ့ဝင်တွေရဲ့ထိခိုက်မှုအခြေအနေသိစိတ်ကိုတော့မသိရသေးပါဘူး ထိုင်းမြို့မှနယ်စပ်မှရှိတဲ့မော်တော်မြို့ကိုသွားတဲ့လက်တလျှောက်ကိုစစ်နာရှိတပ်ကပြန်ထိချုပ်နိုင်ဖို့အင်အားအများပြားသုံးပြီးစစ်ကြောထိုးနေတာဆယ်လနီပါကြာမြင့်နေပြီဖြစ်ပေမဲ့လည်းစစ်ဆက်မတုံးနိုင်ပဲတိုက်ခေါ်ကြေးရွာမှာပဲရပ်တန့်နေပါတယ်အဲ့ဒီလိုစက်ကြောင်းထိုးနေလို့တိုက်ပွဲတွေဆက်တိုက်ပြင်းထန်နေပြီးလေကြောင်းတိုက်ခိုက်မှုတွေလည်းခက်ဆက်စိတ်လှုပ်ရှောင်နေပါတယ်။